မင်းမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ခြေညင်ရတရားခြေကျုပ်ရတရားမရောက်ပြီးမှဖြစ်ပါတယ်ကျွန်တော်ကွန်မန်နဲ့ရေတံမီနာတောင်းထားတဲ့မိတ်ဆွေတွေအများကြီးပါပဲဗျာအဲ့တော့ဆရာကြီးကျွန်တော်ကောင်လေးရခြေမငင်ဘူးနောက်ကမှခြေရှုပ်တော့ကျွန်တော်ကောင်မလေးရနောက်ကမှခြေရှုပ်တော့ဆရာကြီးကျွန်တော်မျိုးသားတော့ခြေမငင်တော့ကျွန်တော်မျိုးသမီးရတော့စိတ်မချရတော့ဆရာကြီးစပြီးကျွန်တော်လာပြောတဲ့မိတ်ဆွေတွေများပါတယ် ဒါကြောင့်မလို့ဒီရရားလေးမြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျအဲ့တော့ဒီရရားရှင်လေးကလုံးမရရားလေးကတချို့ရရားတွေရရားအများကြီးရှိပါတယ်တချို့ရရားကြတော့လေနေနေနေတိမှလုံးလို့ရတာမျိုးလေးရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့ခொနဲ့သားသမီးမိသူမဆိုအားလုံးလုံးလို့ရတဲ့နေ့လေးတစ်ခုမြောက်ပေးမှဖြစ်ပါတယ် အခြေအတွက်စိတ်မချရရင်ကိုကောင်လေးကနောက်ကမှစိတ်မချရဖို့ဖြစ်နေတယ်ဒီစီဒီစီလေးကိုလုံနေပါတယ်အရန်လွှဲပါတယ်ဗျာနော်ပထမဦးဆုံးကျွန်တော်တို့ဒီဇုံတွဲပုံတပုံလုံးမယ်ဇုံတွဲပုံတပုံမှာကျွန်တော်တို့ရဲ့သူ့စပင်းတစ်ချောင်းနဲ့ကိုယ်စပင်းတစ်ချောင်းကိုယူမယ်သူ့စပင်းနဲ့ကိုယ်စပင်းနဲ့ကိုအဲ့ဇုံတွဲပုံမှာပတ်လိုက်မယ် ပပတ်လိုက်မယ်နော်ပတ်ပြီးဒီကလေးမမြဲဘူးဆိုလို့ရှိရင်တိတ်နဲ့ကပ်လိုက်မယ်သူ့စမီနဲ့ကို့စမီနဲ့ကိုသူနဲ့ကိုနဲ့ရိုက်ထားတဲ့ဇုံပွဲဇုံနဲ့ပုံနဲ့ပုံမှာပတ်လိုက်မယ်မမြဲရင်တိတ်နဲ့ကပ်လိုက်မယ်အဲ့ဒီဟာလေးကိုကျွန်တော်တို့ကဘယ်မှာထားမလဲဆိုတော့ဓာတ်ဘူးဟောင်းအပြည့်အထဲမှာထည့်ထားပြီးအဖုံးပိတ်ဖုံးပိတ်ထားလိုက်ပါဗျာအဖုံးပိတ်ထားလိုက်ပါအဲ့ဒီထဲကိုပေယုံလုံးသုံးလုံးမှထည့်ထားလိုက်ပါ ဲ့တော့ပြုတ်လုံးသုံးလုံးမှထက်တက်လိုက်ပါဒီလိုခြေနေမျိုးတွေကခြေမငြိမ်တဲ့သူတွေအတွက်အရင်ကိုအဆောင်ပြမှာဖြစ်ပါတယ်ဒါကနံပါတ်1အဲ့ဒါလေးကိုတည်းကိုယ့်ရဲ့အဲ့ရနားလေးမှာထားလို့ရတယ်မကြမကြပါတော့တပတ်တစ်ခါလောက်အဲ့ဘူးလီကိုလှုပ်လှုပ်ပေးလှုပ်လှုပ်ပေးဟမ်ဒါဆိုလို့ရှိရင်သူနဲ့ကိုနဲ့သူကတခြားတရားကိုခြေမငြိမ်ဘူးဆိုပါဆိုအဲ့တော့တခြားတရားကိုဟိုနေရာသွားခြေနေရာသွားခြေခေါနဲ့ရှုပ်တယ်ရန်နဲ့ရှုပ်ခြင်းနေဖြစ်နေအဲ့လိုမရှုပ်ဖဲနဲ့ကိုနားကိုပဲပြန်ကတ်လာမှာဖြစ်ပါတယ်ဒါကနံပါတ်1နံပါတ်2ကတော့ ကျွန်တော်တို့သူ့ရဲ့ခေါင်းအောက်မှာကျွန်တော်တို့ပုံကိုထည့်ထားပြီးကျွန်တော်တို့သူ့ရဲ့ခေါင်းအောက်မှာတပုံး သူ့ရဲ့ခေါင်းအောက်မှာတဘုံသူ့ရဲ့ကြောအောက်တက်တက်မှာတဘုံသူ့အဲ့ရပေါ့နော်သူ့ရဲ့ခေါင်းအောက်မှာတဘုံသူ့ရဲ့ကြောအောက်တက်တက်မှာပေါ့အဲ့တော့ကြောအောက်တက်တက်ဆိုတာသူ့ကြောအောက်ကိုပြောရမုံတော့သူ့ရဲ့မိုးရရှိနေမိုးရအောက်ပေါ့မိုးရအောက်တက်တက်လေးမှာကျွန်တော်တို့ပုံတဘုံထက်အဲ့တော့ဒါမို့လဲခေါင်းအောက်မှာတဘုံထက်နှဘုံထက်ပေါ့တော့အမျိုးအမျိုးသားစိတ်မချောက်အမျိုးသားစိတ်မချောက်ဆိုလို့ရှိရင်လည်းကိုယ်ပုံကိုထက်ပေါ့အမျိုးသမီးကစိတ်မချောက်ဆိုလို့ရှိရင်လည်းကိုယ်ပုံထက်ပစ်လိုက်ပေါ့အဲ့တော့သူ့ရဲ့ခေါင်းအောက်မှာတဘုံကြောအောက်မှာတဘုံထားပြီးအိတ်ခိုင်းလိုက်မှာဗျဒါဆိုရင်သူကကိုယ်ပဲ သတိရပြီးတော့တခုခုမဟုတ်တာလုပ်မယ်ဆိုတော့ကိုယ်ကသတိပြေးမိပြေးရသွားပြီးတော့မလုပ်တော့ပါဘူးဒါကနံပါတ်1အင်း3ခုမြောက်အစီအစဉ်ဆုံးစဉ်လို့လုပ်ပါဦးမယ်နောက်ဆုံးစဉ်လေးကိုလုပ်ဖို့အတွက်ရေကောတစ်ခွက်ကိုကင်ပါမယ်ဗျရေကောတစ်ခွက်ကိုကင်ပြီးဒီကာတာကို39ခွက်ရွတ်လိုက်ပါအုံတန်ကုံပမရယမပကုံတန်အုံအုံဘောဒီစိတ်တန်စိတ်တရားတဗ္ဗနာဂရေတဗ္ဗလာဘဝိတာခာယဗုဒ္ဓဤဟိဓမ္မဤဟိတန်ခဤဟိချင်းစရာချင်းကတ်စရာကတ် အုံတန်ကုန်ပမြရမပကုန်တန်အုံအုံဗောဓိစိတ်တံစိတ်ဓာယတပ္ပနခရိတပ္ပလာဘဝိတာခာယဗုဒ္ဓဤဟိဓမ္မဤဟိတန်ကဤဟိချင်းစရာချင်းကတ်စရာကတ်အုံတန်ကုန်ပမြရမပကုန်တန်အုံအုံဗောဓိစိတ်တံစိတ်ဓာယတပ္ပနခရိတပ္ပလာဘဝိတာခာယဗုဒ္ဓဤဟိဓမ္မဤဟိတန်ကဤဟိချင်းစရာချင်းကတ်စရာကတ်ဆိုပြီး38ခေါက်ရွတ်မယ်ပြီးရင်အဲ့ဒီကိုသူ့တိုက်မှာဖြစ်ပါတယ် ော့ဘလိုပဲတက်တက်ပေါ့နော်ရေခွက်နဲ့ထည့်ပြီးပဲတိုက်တိုက်ရေဘူးနဲ့ထည့်ပြီးပဲတိုက်တိုက် အဲ့တော့တခုနဲ့ဖြောပြီးပဲတိုက်တိုက်တမ်းရည်ဖြောမှာအဲ့ရည်ကိုပဲသုံးသုံးဘလို့ပဲဖြစ်ဖြစ်ဒီရည်ကိုသူတောက်ဖို့လိုပါတယ်ဒါဆိုရင် तू ကလည်းကျွန်တော်နားကိုမခွာတော့ပါဘူးဗျတခုမကောင်းတာကြံတော့မယ်မကောင်းတာလှုပ်တော့မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးပြင်းပြင်းသတိရပြီးတော့မကောင်းတာတွေမလှုပ်တော့ပါဘူးကျွန်တော်တို့တစ္ဆာမဖောက်တော့ဘူးဗျအဲ့တော့ဒါလည်းချုပ်တဲ့ခါတာကတ်တဲ့ခါတာပဲဖြစ်ပါတယ်ဗျသူ့စိတ်တွေကျွန်တော်တို့နားကိုအမြင်နဲ့ကတ်နေမယ်သူ့စိတ်တွေကျွန်တော်တို့ပဲအမြင်နဲ့ရောက်နေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လူနေတော့မထင်ပါဘူးကိုချစ်ခင်နဲ့တက်တဲ့သူကကိုကိုပြန်လဲချစ်ခင်နဲ့တက်အောင် လှုပ်ထားလို့ရတဲ့ကာရာစင်ရရာစင်လေးပဲဖြစ်ပါတယ်ဗျအဲ့တော့တရားတော့တစုံတယောက်တစိမ့်တယောက်ကိုသွားလှုပ်လို့မရပါဘူးတစိမ့်တယောက်ဆိုတာကလည်း အဲတခုတော့ရှိတာပေါ့နော်ဒဇင်းကြောက်ကိုလို့လုံးလို့ရတယ်ဒါပေမဲ့သူ့မှာပိုင်ရှင်မရှိရဘူးကျွန်တော်ဒီနေ့ပြောပြတဲ့စီရင်လေးကတော့တမီးသားတွေဇုံတွေအတွက်တိကတ်ထားပြီးပြောပြပေးတာဖြစ်ပါတယ်ကိုကောင်လေးကစိတ်မချရရင်ကိုကောင်မလေးကစိတ်မချရရင်အမျိုးသားအခြေရှုပ်နေအမျိုးသမီးအခြေမငြိမ်လုံးလို့ရတဲ့အစီရင်လေး၃ခုကိုမျှော်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာ၃ခုသုံးလုံးလို့ရတဲ့၃ခုသုံးလုံးဒီထဲမှာအစီမပြေတာဟိုတခုပဲလုံးလို့အစီမပြေတာတခုပဲလုံးပေါ့နော်ဒါပေမဲ့၃ခုလုံးရင်ပို့လို့ဆမ်းပါတယ်ဗျဒါလေးမေးစွမျှော်လိုက်မျှော်ပေးတာပါဗျကဲမေးစွအားလုံးလေး စကြင်သာကိုကြမှာရှိကြပါသည်အဆင်မပြေတာတွေမေးခဲ့လို့ရပါတယ်ဗျအဆင်မြေတဲ့ lens ခွင့်နေပြီးအပိတ်ခဲ့လို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ